အမှုပညာရှင်တွေကိုဗန်းပြပြီးစီးပွားရှာနေတဲ့မိချို ရန်ကုန်ဆယ်လီမျိုးပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ပရိသတ်များရှင်မိချို့ကတော့ဆယ်လီတဦးဖြစ်ပါရင်အဓိကကဆယ်လီဆိုတာတန်သူ့အတွက်ပရိသတ်တွေများပြားနေတာပဲဖြစ်ပါရင်မိချို့ကဟာတာတွေအများနဲ့ဆိုသလိုတင်ဆက်ပေးတာကြောင့်သူ့ကိုချစ်တဲ့ခင်တဲ့သူတွေကသူ့အနာမှာအများနဲ့ရှိနေကြတာဖြစ်ပါရင်ဒါကြောင့်လည်းသူဟာဆိုရှယ်မီဒီယာမှာဆယ်လီတဦးဖြစ်လာခဲ့တာပါမိချို့ကတော့သူ့ရဲ့ဘဝရည်တည်မှုကိုဂေးဘဝနဲ့ပဲအပိတန်ရည်တည်သွားဖို့ဆုံးဖြတ်ထားတဲ့သူတစ်ယောက်ဖြစ်ပါရင်ဒါအပြင်မိချို့က လက်ရှိအချိန်မှာနိုင်ငံသားမှနေထိုင်ပြီးတော့ Facebook လို social media ကနေဝင်ငွေရှာရက်တည်နေတာဖြစ်ပါတယ်။ဒါကြောင့် social media ကနေဝင်ငွေရှာရက်တည်ရတဲ့သူတယောက်ဖြစ်တဲ့အတွက် attention တွေမျိုးစုံကိုရှာဖွေနေရတဲ့သူတယောက်လည်းဖြစ်ပါတယ်။ viewer တွေမကြသွားအောင် follower တွေရောမသွားအောင်သူ့ကိုပရိသတ်တွေစိတ်ဝင်စားအောင်နီးလန်းပေါင်းစုံနဲ့လုပ်နေရတဲ့သူတယောက်ဖြစ်ပါတယ်။မကြသေးခင်ရက်ပိုင်းတုန်းကလည်းမိချူတယောက်ကငလင်လုံးမဲ့ကိစ္စတွေမှာဟောပြောခဲ့တာမမှန်တဲ့သတင်းတွေကိုဖြန့်ဝေခဲ့တဲ့သူဆိုပြီးပရိသတ်တွေကသူ့ကိုမုန်းတီးရန်ရှာခဲ့ကြပါသေးတယ်။ ်မိချိုကငလင်ကိုဖမ်းပြပြီးစီးဝါရှာနေတယ်။သူရဲ့အကောင့်မှာ follower တွေတက်လာအောင်နိုင်နဲ့မချာစက္ကန့်နဲ့မလန် post တွေတင်ပြီးတော့ဝင်ငွေရှာနေတယ်ဆိုပြီးဝေဖန်မှုတွေကိုတောက်လျှောက်ဆိုသလိုကြုံခဲ့တာပဲဖြစ်ပါတယ်။နောက်ပြီး10လီတာဦးဖြစ်တဲ့အောင်ရဲကျော်နဲ့လည်းကရက်တီထားပြဿနာတွေတက်နေတာပါ။တောက်လျှောက်ဆိုသလိုသူတို့နဲ့ဦးရဲ့ပြဿနာအကြောင်းတွေကိုတင်နေတာမလို့ပြိသက်စိတ်ဝင်စားမှုတွေရရှိနေတာဖြစ်ပါတယ်။ဒီလိုစိတ်ဝင်စားမှုတွေရရှိထားတဲ့ like တွေ follow တွေကပဲမိချိုအတွက်ဝင်ငွေတစ်ခုဖြစ်လုံနေတာပါ။နောက်ပြီးအခုချိန်မှာတော့ပြိသက်တွေတတိထားမိသွားတဲ့အချက် တစ်ချက်ကမိဂျိုဟာတာမန်အကြောင်းအရာတွေနဲ့ attention ရှာတာမျိုးမဟုတ်ပဲအမှုပညာရှင်တွေကိုဖန်ပြပြီးတော့တောင် attention ရှာတဲ့အစဉ်ကိုရောင်းနေပြီးအမှုပညာရှင်တွေကိုဖန်ပြပြီးစီးပွားရှာနေတဲ့သူတယောက်ဖြစ်နေပြီးဆိုပြီးဝေဖန်မှတ်ချက်တွေပြုလာကြတာကိုလည်းတွေ့ရတာပဲဖြစ်ပါတယ်။မိဂျိုကလွန်ခဲ့တဲ့ရက်ကတော့အရွယ်မရောက်သေးတဲ့အိန္ဒြာဂျော်စင်ရဲ့တမိလေးပြေတုတ်ဒရာရဲ့ post ကိုတင်ပြီးတော့ attention ရှာခဲ့ပါတယ်။သူကတော့ပြေတုတ်ဒရာလေး TikTok ဆော့ထားတာကချစ်ဖို့ကောင်းကြောင်း ပြည်သူတို့ရဲ့ဗီဒီယိုနဲ့အတူဂျူရက်လုတ်ပြီးဆော့ထားခဲ့တာဖြစ်ပါတယ်။ဒါကိုကြည့်ပြီးပရိသတ်တွေကမိချို့လို attention ရှာစရာအကြောင်းတစ်ခုပေါ်လာတာပေါ့ဆိုပြီးဝေဖန်မှတ်ချက်ပြုနေပါသေးတယ်။နောက်ပြီးမိချို့ကတကယ် celebrity တွေဖြစ်တယ်။စိန်ဖြိုးနဲ့ရီရီတို့ရဲ့ brolly ကိုလည်းသူက attention ရှာခဲ့ပါသေးတယ်။စိန်ဖြိုးနဲ့ရီရီတို့ရဲ့ဘဝတွေကိုအားကြကြောင်းလက်ရှိချိန်မှာနိုင်ငံတကာကိုတွားရောက်ခြင်းမြင်မဲ့မတွားရောက်နိုင်တဲ့သူတွေအတွက်စိန်ဖြိုးနဲ့ရီရီတို့ရဲ့ blog တွေကိုကြည့်ပြီးတော့တွားရောက်တယ်လို့ခံစားရကြောင်းသူတို့ဘဝမှာလိုချင်တာဖြစ်ချင်တာတွေအရာအားလုံးပြည့်စုံနေတာဖြစ်တဲ့အတွက်စိန်ဖြို ုးနဲ့ရှိရီတို့ရဲ့ဘဝကိုအားကြကြောင်းစသဖြင့်ရေးသားဖော်ပြပြီးအတန်းရှင်းရှားနေတာမျိုးတွေလည်းရှိပါတယ်။ဒါကြောင့်ပရိသတ်တွေကတော့မိချိုတရားမှာအုံနောက်တွေကမရှိတော့ဘူးပရိသတ်တွေကိုအရင်တုန်းကဟာတာရီနဲ့ဖျော်ဖြေခဲ့တဲ့မိချိုကအခုချိန်မှာအဲ့ဒီလိုမဟုတ်တော့ဘူးသူရဲ့ဝင်ငွေတစ်ခုအတွက်ပရိသတ်တွေစိတ်ဝင်စားမှုများအောင် follower တွေများလာအောင်အမှုပညာရှင်တွေကိုပါအသုံးချပြီး တန်းရှင်းရှာနေပြီးစီးပွားရှာနေပြီးဆိုပြီးဝေဖန်မှတ်ချက်တွေပြုနေကြတာဖြစ်ပါတယ်။တကယ်တကယ်ဆယ်လီတယောက်အနေနဲ့ရက်တီရတာကအခက်ခဲတယ်ဆိုတဲ့အကြောင်းကိုလည်းမိချိုကတက်တည်ပြသွားခဲ့တာပဲဖြစ်ပါတယ်။ဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်ကြီးအနေနဲ့ရောတကယ်ပဲမိချိုကအမှုပညာရှင်တွေကိုအတန်းရှင်းရှာပြီးစီးပွားရှာနေတဲ့သူလားဆိုတာဗီဒီယိုအောက်က comment လေးမှာရှင်းသွားပေးခဲ့ပါအောင်ရှင်။